မင်္ဂလာပါဒီတစ်ခါမှာတော့လူတွေတိတင့်တိထိုက်ရှောင်တင့်ဆောင်တင့်သောစာစုလေးများကို လာရောက်ရွပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ knowledge for you channel လေးကို like subscribe လေးမနှိပ်ရသေးရင်နှိပ်သွားပေးပါဦးနော်ကျေးဇူးပါ လိုက်ရအောင်ကျွန်တော်ခေါင်းစဉ်လေးတုံးခုခွဲထားပါတယ်နံပါတ်1ကတော့စိတ်ဓာတ်ရင်းနံပါတ်2ကတော့ဘဝဆိုတာနံပါတ်3ကတော့ကိုအားကိုကိုပါတဲ့စိတ်ဓာတ်ရင်းဖြစ်ခြင်းစိတ်ဓာတ်ရှိပြီးဖြစ်အောင်လုပ်မယ်ဆိုတဲ့ဇွဲမရှိရင် ်ဘလောက်ထိစိတ်ပြင်းပြနေပါစေတင်တိုးတက်မှာမဟုတ်ဘူးလူကသာအောင်မြင်ခြင်းသာစိတ်တက်ကခဏခဏကြာနေရင်တင့်အတွက်ပန်းတိုင်မရှိဘူးလူရဲ့လူဖြစ်လာရင်ခံယူချက်ဥတီချက်ရည်ရချက်ရှိရတယ်လီတဲ့တိုက်အိမ်စောင့်နေတဲ့၍ဘဝက လေဘော်လုံးလိုပဲတရှိလေနေရညောနေမှာပါပဲဘဝမှာအရာရာကိုကိုဖြစ်ချင်တာလုတ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့အောင်မြင်ဖို့အတွက်ကတော့တက်ဖြစ်ချင်တာကိုဦးစားပေးတတ်ရတယ်နှစ်စိတ်ဓာတ်ခွန်အားထက်တန်မှုရှိရတယ်သုံးကိုယ့်ရဲ့လောက်ရတိုင်းကို လက်ခံနိုင်ရတယ်၄အမားတွေ့တိုင်းမတွေ့ဝေပဲတင်ငန်းစာယူတတ်ရတယ်၅အရှုံးကိုလက်ခံနိုင်ရတယ်၆ဝေဖန်မှုတိုင်းကိုအမှန်အမှန်ခွဲခြားပြီးလက်ခံတင်နာကိုတင်ယူပြီးလက်မခံတင်နာကိုအတွေးတွေကချက်ချင်းထုတ်ထုတ်ပြပါခொနည်း ်တင်ယူပါလှစ်လာပါပညာဆိုတာတင်ယူလို့ကုံနွားတွေမရှိပါဘူးဘယ်နေရာဘယ်သူဖြစ်ဖြစ်တင်ယူတင်နာကိုတင်ယူပြီးလှစ်လာတင်နာလှစ်လာပါရှစ်စိတ်တမကြပါနဲ့ငွေတထောင်ကြသွားရင်တောင်ပြန်ကောက်သေးတာပါပဲတင်စိတ်တက်ကငွေတထောင်ထက်ပိုတန်ဖို့ရှိမှာပါ ကိုစိတ်ကောင်းထားပါစိတ်ကောင်းထားရင်ကံကောင်းပါလေစေတနာက လူတိုင်းနဲ့မထိုက်တိုင်ရင်နေပါနေပါစေကိုထားတဲ့စေတနာနဲ့တန်တဲ့အကျိုးကိုတော့ကိုယ်တိုင်ခံစားရမှာပါ30စာမျက်များဖတ်ပါစာမဖတ်တဲ့သူကမျက်မြင်မြင်တယောက်နဲ့အတူတူပါပဲ မောင်နေတဲ့ဘဝအားငယ်နေတဲ့စိတ်ပျောက်ွယ်နေတဲ့အတိညာတွေပျော်ရွှင်မှုငြိမ်းချမ်းမှုအေးချမ်းမှုစတဲ့ခွန်အားတွေကိုအလင်းပေးနိုင်တာစာအုပ်စာပေတွေပါပဲ credit အာကိုမရှာနဲ့အင်အားရှာကိုဒါအင်အားရှိရင်ဘယ်သူမှအာကိုเสียမလို့ဘူး ဘဝဆိုတာမဖြစ်နိုင်ခြင်းဆိုတဲ့အနောက်ွယ်မှာဖြစ်အောင်လုပ်ချင်တဲ့တကပေါက်လေးရှိတယ်။ဆွန်းဆုံးခြင်းရဲ့နောက်ွယ်မှာတဖန်အောင်မြင်မှုအတွေ့မျောလင့်ချက်တွေရှိတယ်။나ချင်းခြင်းရဲ့နောက်ွယ်မှာမခံခြင်းစိတ်တွေရှိတယ်။အနိုင်ခံဘဝရဲ့နောက်ွယ်မှာခံပြင်းစိတ်နဲ့ကြိုးစားခြင်းစိတ်တွေရှိတယ်။ လွတ်လပ်မှုရဲ့နောက်ကွယ်မှာတန်တငူကြီးခြင်းတွေရှိတယ်။အစွန်လွန်ခံရခြင်းရဲ့နောက်ကွယ်မှာအရာရာကိုနားလည်သွားနိုင်တဲ့ဘဝသင်ခန်းစာတွေရှိတယ်။ဘဝဆိုတာကိုတူးကိုချွန်ရမယ်။ကိုလန်းကိုလျှောက်ရမယ်။ကိုတမိုင်းကိုရေးရမယ်။တကယ်တော့ဘဝဆိုတာအားကိုးရှာဖို့ရောက်လာတာမှမဟုတ်တာပဲ။ ိုဖောက်ရမယ်လမ်းအတွက်သင်ငန်းစာယူဖို့ရောက်လာကြတာပါအဲ့ဒီတော့ဘဝမှာလဲကျသွားရင်အာတင်ထားဘာလို့လဲကျသွားတာလဲသင်ငန်းစာယူရအောင်ပြန်မှတ်တက်ရအောင်မြင်ဖို့အတွက်ဆက်လျှောက်အဲ့ဒါဘဝပါပဲတငယ်ချင်း credit original writer ကိုအားကိုကိုပါဘယ်သူမှ အာဟုတကြီးနဲ့ညှော်လင့်မထားပါနဲ့အသက်နိုင်ဆိုကိုယ့်အကိုကိုးနိုင်အောင်ကြိုးစားပါဘာမှမသိရင်အောက်ကျရတယ်ဒါကြောင့်သိအောင်လေ့လာပါဘာမှမရှိမျက်နှာငယ်ရတယ်ဒါကြောင့်ရှိအောင်ကြိုးစားပါစာဖတ်ပါ အမားနေပြီးအတိတရားကြွယ်ဖို့အတွက် လူတယောက်မှာနေ့စဉ်အချိန်ပေးပြီး စာဖတ်နေဖို့လိုအပ်ပါတယ် ဝေရှာပါရှာပြီးမဆုဆောင်ရင်လဲအိတ်ပေါက်နဲ့ဖားကောက်ဆိုယူစကားလိုပဲတီအောင်ရှာချမ်းသာမှာမဟုတ်တဲ့အတွက်ကြောင့်ပတ်ဆံစုပါဘ ᱹ ရုပေါ်မှာမမီခိုပဲဘ ᱹ ရုမျက်နာကိုမှမကြည့်ပဲနေနိုင်တဲ့အထိကြိုးစားရှာပေးပါကိုယ်တန်ရာကိုလူတိုင်းကိုချမပြနဲ့မင်းတီအောင် ကိုချင်းစာပေးမဲ့သူထက်မင်းမတိအောင် ကျိတ်ပျော်နေမဲ့သူကပိုများပါလိမ့်မယ်။တခါတလေမှအီအီစစ်စစ်လေးအနားယူပြီးတယောက်ထဲနေတတ်အောင်နေကြည့်ပါ။လွတ်လပ်ပေါ်ပါစိတ်ချမ်းသာလာပြီးတော့အချို့အရာတွေကကိုထင်သားသလောက်အေးမကြီးမှန်းအေးမပါမှန်းတိလာပါလိမ့်မယ်။ပျော်ရွှင်မှုဆိုတာအခြားသူသူစီမှာ မရှိပါဘူးကိုကိုကိုဂယုစိုက်ပြီးကို့ဘဝထဲကပဲကိုကိုတိုင်းရှာယူရတာပါစာရေးသူကို credit ပေးပါတယ်အားလုံးအသိပညာကျွေးပြီးကျမ်းမာပျော်ရွှင်ကြပါစေ